စာတော်ဖတ် YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီမှဒီနေ့ဖတ်ပြပေးသွားမယ့်အစာအုပ်လေးကတော့ဆရာသူဆောင်ရေးသားထားတဲ့လက်ညှိုးထိုး၍ပန်းဝေသည်ဆိုတဲ့အစာအုပ်လေးဖြစ်ပါရဲ့ရှင်။ဒီအစာအုပ်လေးရဲ့မူရင်းရေးသားသူဆရာသူဆောင်ကလည်းဒီ audio book လေးအတွက်ခွင့်ပြုပေးဖို့ပန်ကြားအပ်ပါရဲ့ရှင်။ပထမပိုင်းစီသူထူးထူးခြားခြားငါးစီကဆာလာလို့မင်းအံ့ဩနေမယ်နဲ့တူတယ်။ အံ့ဩရင်လဲအံ့ဩစိတ်ကိုခနာဖဲပြီးစာကိုဆုံးအောင်ဆက်ဖက်ကွာမင်းအတွက်စိတ်ဝင်စားမှုတွေပေးခြင်းလို့ငါအခုတာဝန်ကျနေတဲ့ရွာလေးဦးတော့မင်းမှတ်မိအောင်ပါပေါ့ပြီးခဲ့တဲ့နှစ်ဆရာကတော့ပွဲတွေ့ဆုံတုန်းကမင်းကိုပြောပြခဲ့တယ်လေမမတ်မိလဲကိစ္စမရှိပါဘူးကွာစာအောင်ဆုံးမှာရေးပြလိုက်ပါတယ်ဒီလိုကွာငါတို့ရွာလေးကရာသီဥတုမြတ်ကြပြီးရိုးမနဲ့နေတော့တစ်ပင်ဝါပင်ပေါ်တယ်ပေါ့ကွာ ရွာသူရွာသားတွေအားလုံးကလည်းစိုက်ပျိုးရေးကိုပဲအဓိကလုပ်ကန်ကြတယ်။စိုက်ပျိုးရေးအတွက်အကောင်းဆုံးမြေစီလွာတွေကိုပိုက်ဆိုင်ထားတဲ့ရွာလေးပေါ့။ဒါပေမဲ့လွန်ခဲ့တဲ့3-4လလောက်ကစားပြီးငါတို့ရွာလေးရဲ့အနီးဝန်းကျင်တောင်ကုန်းလေးတစ်ခုမှာအင်မတန်ထူးဆန်းတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်။တောင်ကုန်းပေါ်ကရှိသမျှသစ်ပင်တွေအားလုံးလိုလိုတည်ကုန်းကြတယ်။ ဘာပယောကဘာနောက်ဆက်မှမပါပဲတည်ကုန်တာပဝင်းကျင်မြေသားနဲ့တပင်တွေအားလုံးစိုက်ခင်းတွေအားလုံးဟာပုံမှန်တိုင်းပဲအဲ့ဒီတောင်ကုန်းလေးတစ်ခုပဲကွက်ပြီးလွင်တီးခေါင်ပြင်းသဘောမျိုး၆တွေ့တည်ဆုံးကုန်တာဘလို့ကြောင့်ရင်မသိပါဘူးမြက်ပင်ကစားပြီးတက်တန်း20 30လောက်ရှိတဲ့အပင်ကြီးတွေပါမကြမ်းတော့ဘူးတပင်ကြီးတွေဆိုအယူပြိုင်ပြိုင်ကြားပြီး၆တွေ့သွားတာ ယုံရက်စရာတော့မရှိဘူးအခုဆိုအဲ့ဒီတောင်ကုန်းပေါ်မှာဘာပင်မှစိုက်လို့မရတော့ဘူးကွာအရင်ရှိခဲ့တဲ့တပင်ကြီးတွေလည်းအယိုးနဲ့အရေပဲကျန်တော့တယ်အရန်ထူးဆန်းနေရွာတရွာလုံးလဲအဲ့ဒီတောင်ကုန်းလေးရဲ့ပြောင်းလဲသွားမှုကိုအံ့ဩနေကြတယ်အခုဆိုတကယ်လွင်တီးခေါင်ပြင်ပါပဲဒီเจ้าတွေမင်းကိုပြောပြရတာကလည်းတခြားเจ้าမဟုတ်ပါဘူး ဆရာကတော့ပွဲမှာမင်းတို့ငါတို့စုံတုံးကမြေစီလွာမျိုးမျိုးနဲ့ပတ်သက်ပြီးမင်းစာတန်းပြုစုနေတယ်ကြားလို့စာရေးပြီးပြောပြရတာပါမင်းလေ့လာရင်လေ့လာလို့ရအောင်အဲ့ဒီတောင်ကုန်းလေးကမြေနည်းနည်းကိုဒီစာနဲ့အတူထည့်ပေးလိုက်တယ်မင်းတက်နိုင်သလောက်လေ့လာစမ်းစစ်ကြည့်ပေါ့ဒီလိုမှမဟုတ်ပဲကိုယ်တိုင်လာရောက်လေ့လာခြင်းနဲ့ဆိုရင်တော့ငါလေးစာကိုအောက်မှာရေးထားပေးလိုက်တယ် ဒီစာရဲမှာပါတဲ့အလွန်ထူးဆန်းသောတောင်ကုန်းလေးကငါနေတဲ့နေရာနဲ့လေးဖာလုံးလောက်ဝေးတဲ့တငယ်ချင်းအကြောင်းထူးရင်တန်ကျိုးရိုက်လိုက်ပါငါကတော့မင်းရောက်လာလိမ့်မယ်လို့ယုံကြည်နေတယ်ထင်ကျော်ထင်ကျော်ထင်ကျော်နဝမာတန်းပါခင်ခဲ့တဲ့တငယ်ချင်းတမျိုးတည်းသားတော့မဟုတ်ထင်ကျော်ကမြို့မအလကကြောင့်မှသူတို့ကြောင့်ကိုပြောင်းလာခဲ့ခြင်းဖြစ်ပါတယ် ခုတော့ဒီကောင်ကဆရာဝန်ကြီးဖြစ်ကနိုင်ငံတော်ဝန်တွေကိုထမ်းဆောင်နေပါပြီ။သူကရော သူကတော့ကြောင်းပြီးလို့နောက်တစ်ပွဲအတွက် စာတန်းတစ်ဆောင်ပြုစုလို့နေပါတယ်။အလောက်ကင်မမရရတော့မရှိသေးပါဘူး။စာကိုနောက်တစ်ခါထပ်ဖက်ကအောက်ဆုံးနေပေးထားသောလိပ်စာကိုကြည့်လိုက်မိသည်။သူမသိပါမြန်မာနိုင်ငံအစွန်ဖျားမှမြို့လေးတစ်မြို့ကိုဆိုလိုတာတော့ခရေရေသိပါတယ်။ရွာကိုတော့မသိပါဘူး။ စာကိုဖတ်ပြီးအတူပါလာသောတံဖြူပုံးလေးကိုကြည့်မိသည်နိုင်ငံခြားဖြစ် မုတ်ပုံးကုန်လေးတစ်ခုပါပဲအဖုံးကိုတိတ်တွေနဲ့တည်တည်ချာချာကပ်ပေးထားပါတယ်ခက်ခက်ခဲခွဲခါယူပြီးအဖုံးကိုဖွင့်ကြည့်လိုက်တော့အောက်တက်တက်အငွေတက်တချို့ရိုက်ခတ်လာတာကိုခံစားလိုက်ရပါတယ်နှစ်ရက်သုံးရက်ခန့်အလုံးပိတ်ထားတဲ့မြေကြီးနံလည်းဖြစ်ပါတယ်လက်နဲ့နှိုက်ကြည့်လိုက်တော့မြေကြီးမှုန့်တချို့လက်တွင်ပါလာပါတယ် တာမန်ချက်ထူးခြားမှုမရှိတဲ့မြေကြီးတွေပါပဲအယောင်အနက်ထူးခြားမှုပါမရှိပါဘူးမျိုးလုံးနဲ့မြေအားတလောက်တော့တာမန်ချက်မပိုးပါဘူးမြေလက်ပိုင်းဒေသတွေမှာရှိတတ်တဲ့သဘာဝမြေမျိုးပါတိုပေမဲ့လဲဝေးလံခေါင်းတီလာသောဒေသမှာတကူးတကားပို့ပေးလိုက်ကြမှုပပေါ်လေးသဘောထားလို့မရပါဘူးနောက်ပြီးစပါအเจ้าရာတွေကလည်းရှိသေးတယ်မဟုတ်လား စဉ်းစားမနေတော့ဘဲစာတမ်းပြုစုနေသူမို့လက်တွေ့ဆန်းသက်ကြည့်ဖို့သာအလေးတာပါတယ်။ဒါကြောင့်တန်ဖြူပုံးလေးကိုယူကာခြံတွင်းဆင်ခဲ့လိုက်တယ်။ပန်းဝူးလိုတလုံးယူပြီးခြံတောက်မှာပုံနာတဲ့မြေဆွေးကိုထည့်တယ်။တန်မုံဖြူလေးတွင်မှမြေကြီးနဲ့အနှဲငယ်ရောထည့်ထားပြီးတော့တမအောင်မှုလိုက်ပါတယ်။အဲဒီနောက်မှာတော့မင်းမင်းစိုက်ထားတဲ့ရွက်လာပန်းချုံထဲမှာခက်လက်လက်အပင်ကို အမြင့်ပါအောင်နှုတ်ပြီးပန်းအိုတွင်ထည့်လိုက်ပါတယ်။ရေကိုတင်းတလောက်လောင်းပြီးနေအောင်ကျသောနေရာကို ရွှေ့ထားလိုက်ပါတယ်။ကိစ္စပြီးပြီးအိမ်ထဲကိုပြန်ဝင်တော့ဘာလဲကွာပန်းအိုတွေထည့်ဆရင်ရွက်လာပင်ကအဖူဖူးပြီးအတီးတီးမယ်တဲ့လား။ဘယ်ချိန်ကလေးကသူ့လုံနေသမျှကိုစောင့်ကြည့်နေသည်မသိပါ။အိမ်ထဲဝင်ဝင်ချင်းကိုယူကာယစကားနဲ့ကတိကဖဲ့ပြောနေသူက သူ့ဤတူရီတော့ဖေး။ ထို့သူပြောလိုက်သဖြင့်ကျွန်တော်အမေကိုတမျိုးမထင်စေလိုပါကျွန်တော်အဖေလိုလူမျိုးရှာမရှာတော့ကြောင့်တဦးရီတော်ဖေးဟုတုံ့နှုတ်လိုက်ခြင်းဖြစ်ပါတယ်မဟုတ်ပါဘူးตาဆန်းတက်စရာရှိလိုပါဟုတ်လားမင်းရဲ့စာအုပ်ထူကြီးတွေကဘာပြောလိုက်ပြန်ပြီလဲသူဟာသူရှင်နေတဲ့အပင်ကိုအိုးတဲ့ပြောင်းစားရင်စေးဘက်ဝင်သွားမယ်တဲ့လားဘာယောဂါကြီးပြောက်မယ်တဲ့လဲဟာဗျာစိတ်ရှုပ်ရှုပ်ဖြစ်ခေါင်းကုန်မိသည် အဖေကတော့တကယ်ပင်စင်စားပေးတာပါတယ်။မင်းကိုမင်းလည်းနားလည်အောင်အသက်မငယ်တော့ဘူး။အလုပ်လေးပါလေးလုပ်ဖို့စဉ်းစားဒီမြေကြီးတွေနဲ့ကြီးအချိန်ကုန်နေနဲ့ကြာရင်ငါတအိမ်လုံးလဲမြေကြီးဖုံးတော့မယ်။စိတ်ပေါက်ပေါက်ဖြင့်လက်စည်းရနောက်ဖေးမဝင်တော့ပဲအခဲနဲ့သာပြောင်းဝင်ခဲ့လိုက်တယ်။အပြင်မှာဆက်နေခြင်းဖွင့်နေကြတပြားတစ်ချက်ပြီးတစ်ချက်အသက်ဝင်လာပြီတော့မယ်။ရေမရှိသည်မို့အဝိဆုံးဖြစ်လက်တော့ကဂရင်ပေါ်ပြက်လဲချလိုက်ပါတယ်။ ဒါဟာသူနဲ့သူ့ဖေရဲ့နေစဉ်လုံးလုံးဆက်ဆံရေးပါပဲ။မိမိကမြို့မဆီထဲမှာအထည်ဆိုင်ဖွင့်ထား၍မနက်အစောကြီးသွားကညနေမှအိမ်ပြန်လာပါတယ်။ညီမလေးကအထမရန်ကြောင်းသူပါ။မနက်၈နာရီခွဲကြောင်းသွားပြီးညနေကြောင်းလို့ချိန်မှပြန်လာတတ်ပါတယ်။ဒီတော့အိမ်မှာ သူနဲ့ဖေဖေသာကြံနေလေးရှိပါတယ်။ကျောင်းပည့်ရက်တွေမှာတော့ညီမလေးရှိနေလို့အိမ်ကတတရရရှိနေတတ်တယ်။ ခုလိုကြောင်ဖွင့်ရက်တွေမှာတော့သူတို့အိမ်လေးကတားဖားနှစ်ယောက်ရဲ့နှွေထွေးသောဆက်စပ်ရေးနဲ့အမြဲလိုလိုတိတ်ဆိတ်နေလေးရှိပါတယ်။အခုလဲအခန်းတွင်အောင်းကတဏီကုံနစ်မြုပ်နေတော့မြဲ။မပြီးသေးတဲ့လုပ်တွေလည်းလုပ်ရမယ်။စာတန်းအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်မယ်။စာတန်းလည်းမြ мян ပြီးမှပဲ။မဟုတ်ရင် အဖေပြောသလိုတကယ်ပင်တအိမ်လုံးမြေကြီးဖုံးနိုင်ပါတယ်။ခြံထဲမှာ အမည်နာမအမျိုးမျိုးနဲ့ပုံထားတဲ့မြေကြီးတွေလည်းမနှဲပါဘူးအိမ်ထဲမှာလည်းပလတ်စတစ်အိတ်တွေပန်းချင်းတွေခြင်းနှောင်းတွေခွက်တွေနဲ့မြေစီလွာအမျိုးမျိုးတွေအစီကြီးရုပ်စွာအစုံသူ့ခန်းထဲမှာပဲပန်းဦးငယ်လေးတွေနဲ့အများပြားရှိနေပါတယ်ဒီတော့ပင်စင်စားအဖေမျက်စိနောက်တာမဆန်းတော့ပါဘူးအခန်းတွင်အောင်းပြီးတနေကုန်နေပြလိုက်တယ်ကိုယ်လုံးနဲ့ကိုရှုံနေတာမို့ ထင်ကျော်ကိစ္စမှာလည်းမိမိပျောက်ပျောက်ဖြစ်သွားရပါတယ်။ညနေရောက်တော့ cling 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 စပိန်ဘဲကိုအဆက်မပြတ်တီးဝင်လာကလေးကမိမိပြန်လာပြီမှန်းသိလိုက်ပါတယ်။အိမ်ရှိမှစပိန်ကိုရက်ပြီးအပြေးတစ်ပိုင်းဝင်လာတဲ့ခြေတန်ကဧကန်ရောက်စင်မှာတော့ဖေးကြီးသမီးပြန်လာပြီ။အေးပြီးတော့ခြေတန်ကသူ့ခန်းရှိရောက်လာကကိုကိုမိမိပြန်လာပြီ အေးအေးဝစ်သွားလဲတော့အခန်းရှိမှလဲထွက်သွားတဲ့ခြေတံကိုကြားရပါတယ်။မောင်နှမနှစ်ယောက်သာရှိပေမဲ့သူနဲ့မိမိအသက်ကတော်တော်လေးကွာပါတယ်။ကျောင်းကပြန်ရောက်လာတဲ့သူပြန်လာပြီးဖြစ်ကြောင်းလူဆုံအောင်လိုက်ပြောတတ်တာမိမိရဲ့အကျင့်မှာတောင်းကြတော့သားကြီးရေမိမိပြန်လာပြီ။တနေ့ကုန်စီးပွားရှာထွက်တဲ့မိမိဟာအခုလုံညနေပိုင်းမှာ စိုင်သိမ့်ပြီးပြန်လာလေးရှိပါတယ်။မိမိပြန်လာရင်တော့ မုတ်ပဲတေစာတစ်ခုမဟုတ်တစ်ခုပါလာတတ်ပါတယ်။ထင်းတဲ့အတိုင်းပါပဲ။ตาကြီးရေမိမိမုတ်ဆိုင်မောင်းဝယ်လာတယ်။ตาထွက်လာစားအောင်။အခန်းတကားကိုဖွင့်တော့ဧကန်းမှာဖေဖေကရုတ်တီကြီးနဲ့ထိုင်နေပါတယ်။မတိချင်းအောင်ဆောင်းရင်ဧကန်းကိုကြောကမိဖို့ချောင်းဘတ်တော့ဝင်လိုက်တော့မိမိကို ကြည်တာပေးတော့မိမိသူဝင်လာတာကိုမြင်တော့အငယ်မကမိမိကိုတွတ်ထိုးပါတယ်။မိမိကရှိတာ ေးပါသမီးရဲ့သမီးလေးအတွက်မိမိပို့ဝယ်လာပါတယ်မိမိကဝယ်လာတော့အိတ်သုံးခုနဲ့မှအကြီးဆုံးအိတ်ကိုအငယ်မလက်တွင်းကိုထည့်ပေးလိုက်ပါတယ်ပြီးတော့တအိတ်ကိုပကံတွင်းလှည့်ထဲကဖေးမုံစိမောက်ပါလာတယ်ဟုဆိုကားဧကန်ဘက်ကိုဝင်သွားပါတယ်သူကတော့ကြံနေတဲ့အိတ်ကိုဖွင့်ပြီးတဖက်နှိုက်စားလိုက်တယ်။မကျိုးမကျေသည်မို့စားရအဆင်ပြေပါတယ်။အဲဒီချိန်မှာပဲ သူ့နဘေးမှာထိုင်နေတဲ့မိမိကကိုကိုဒီနေ့လမ်းလျှောက်ထွက်အောင်မလားထွက်မှာပေါ့သူ့ဖြေကြောင့်မိမိမှာနှကန်းကိုမဲပြီးဟွန်းကိုကိုကလည်းဒီနေ့မလျှောက်ပါနဲ့လားကွာမိမိနဲ့ကြက်တောင်ရရအောင်လေနော်အာမရဘူးလမ်းပဲလျှောက်မယ်နင်းနဲ့ကြက်တောင်ရရနားကြီးလေဘာဖြစ်လို့လဲအငင်းတန်လို့လေမိမိမှာခြေကိုဆောင်းပြီး ။အာမငြင်းရပါဘူးကွာ။ကိုကွာလိမ်မာပါရဲ့။ဒီနေ့လမ်းရှောင်းမထွက်နဲ့တော့နော်။စက်တောင်ရိုက်ကြမယ်လေ။မရိုက်ဘူး။ဒုံးဆိုပြီးခြေတော့ကိုဆောင်းကတွေ့လား။ကိုကွာမိမိကိုမချစ်ဘူး။မိမိပုံစံကိုကြည့်ပြီးစိတ်ထဲကြိတ်ရည်မိပါရဲ့။မိမိကနှကန်းကိုရှုံသွားပြီးသူ့ကိုမျက်ဆောင်ထိုးကြည့်နေတော့မချစ်ပါဘူး။ဘာကိစ္စနဲ့ကိုချစ်ရမှာလဲ။ကိုကိုနော်။စွာကြဲကြဲအတန်နဲ့ထအောင်ပြီးရရတယ် မိမိလည်းမချစ်ဘူးကိုကိုမြေကြီးတွေကိုအကုန်လိုက်ရောပစ်မယ်ပြောပြောဆိုဆိုထိုင်ရမထားပြီးအိမ်ရှိပြေးထွက်သွားပါတယ်ဟာမိမိမလုံနဲ့နော်ရှောင်မလုံနဲ့နောက်မှပြေးလိုက်တော့မိဖို့ခန်းတွင်ဝင်လာတဲ့မိမိနဲ့ဆုံတယ်မိမိကဒီမောင်နှမတွေဘာဖြစ်နေကြတာလဲဟိုမှာမိမိသမီးတားမြေကြီးတွေကိုရောပစ်မလို့တဲ့ဟဲသမီးမလုံရဘူးလေမိမိလှမ်းអော်ပေမဲ့မမီတော့ပါဘူးမိမိက ိမ်ပြင်ရောက်သွားခဲ့ပါပြီ။သူ့ကိုစိတ်ကောက်ပြီးပထမတစ်ခါလို့ဖူးဒီမို့မိမိကိုတကယ်လန့်ရပါတယ်။သူပြေးလိုက်လာတာကိုသိတော့မြေကြီးများပုံထားတဲ့ခြံတောက်ကိုတွတ်တွတ်လေးပြေးသွားတယ်။မိလို့မိခင်ချိန်မှာပဲဟင်းခြေလန်းတို့တုံကနေရပ်ပြီးပါးစပ်မှလွတ်ခနဲထွက်သွားတယ်။ဟာမိမိဒီမှာကြည့်စမ်း။မြေပေါ်အထိတ်တလန့်ထိုင်ချလိုက်မိပါတယ်။ ရှေ့မှာရှိနေတဲ့အသက်ဆက်ဆက်မြေအိုးတစ်လုံးနဲ့ရွက်လာတပင်ဒါပေမဲ့ထိုရွက်လာပန်းပင်ကဥကျိုးညွတ်ခွေနေပါတယ်။လွန်ခဲ့သောနိုင်ပိုင်းအနေငယ်ကမှစိုက်ထားခဲ့တဲ့ပန်းပင်လေးလေးသူ့ပုံစံကိုကြည့်ပြီးမိမိက အထိတ်တလန့်ပြေးလာကကိုကိုဘာဖြစ်လို့လဲဒီပင်သေးသွားပြီသူ့စကားကိုမိမိနားမလဲမျက်လုံးဝိုင်းလေးနဲ့အကိုဖြစ်သူကိုတလက်ရှေ့မှာတပင်ကိုတလက်ကြည်နေပါတယ်။ ီးတော့တူတူမေးတယ်။ကိုကိုစိုက်ထားလားမနေ့ကမှစိုက်ထားတာ။အဖြေနဲ့အတူခေါင်းနဲ့တွေးစရာတွေပေါ်လာပါတယ်။ရွှက်လာပင်ဆိုတဲ့အပင်ကအမြစ်ကနှုတ်ပြီးဒီတိုင်းပြစ်ထားရင်တော့နှစ်ရက်သုံးရက်လောက်ကအေးစီပဲ။ချက်ချင်းလန်ငင်းညှိုးရော်ချုံချုံကြတတ်တဲ့အမျိုးမဟုတ်ပါဘူး။ယခုတော့မြေဆွေးနဲ့ကောင်းကောင်းမွန်မွန်စိုက်ထားရုံသာမကရေးပါလောင်းထားခဲ့ပေးပါသေးတယ်။ ဒါကိုနိုင်ပိုင်းတွင်တွေ့ရတဲ့ပုံစံကရွှေလာပင်ရဲ့ထိပ်ဦးမှာအောက်သို့ဦးဆိုင်ကြစင်းနေတယ်။အရွက်လက်တွေအားလုံးကလည်းရေမဝသောပန်းလိုနေရောင်တန်းကိုနှိစင်ရက်ဆက်ခံထားရသောပလတ်စတစ်ဖော်လိုမျိုးပြားကပ်နေပါတယ်။အပင်ကိုဆွဲနှုတ်ကြည့်လိုက်တော့အတွင်းနစ်ဝင်ထားတဲ့မြစ်ပိုင်းကပုံနေတယ်။ကြ བྱ ာကရလက်ထိုးဆိုင်ကြည့်ပြန်တော့အတွင်းမြေသားမှာတာမန်ထက်ထူးခြားတဲ့ ပူနွေးနွေးတဲ့တခုကိုခံစားရတယ်။ထူးတော်ထူးနေပြီ။မိမိကိုကိုကိုဟိုးထောင်းကပန်းတပင်သွားနှုတ်ပေးစမ်း။အမြင့်ပါအောင်နှုတ်နော်။ဟုတ်ဟုတ်ကိုကို။ဗာမန်းညာမမသိပေမဲ့အရေးကြီးမှန်းတွက်စာကမိမိပြေးသွားပါတယ်။ပြီးတော့ပင်စီကောင်းကောင်းအရွက်ဖားဖားတပင်ကိုရွေးနှုတ်လာပါတယ်။မြေသားကိုတန်လျင်းနဲ့ပြန်ဆွာပြီးမိမိနှုတ်ယူလာတဲ့ပန်းပင်ကို စိုက်ထဲလိုက်ပါတယ်။ ရေကူများများလောင်းပေးလိုက်တယ်။လောလောလတ်လတ်ရွှဲလှပင်ကစိတ်ဝင်စားပွဲပန်းဟိုလေးတွင်မှရေဝဝတောက်ပြီးမမတ်ထောင်းသွားလိမ့်ပြီ။နေဆောင်ပြီးဒွိဟဖြစ်စရာတခုတော့ရှိပါတယ်။နေအောင်မှထားလို့ပဲပန်းအိုးနဲ့တွင်းမြေသားတွေပူနေတာလား။အခုတော့နေပူဖို့မရှိတော့ဘူး။ညဘက်ကအေးတာကိုအိယာမနုံနုံချင်းတတိယမိတာကပန်းအိုးဘုံကနေထာက channel ပြင်ဆင်လိုက်ပါတယ်။အိမ်ဒဇက်မိတ်လုံတော့သူ့မျက်လုံးတို့နေရာတစ်ခုမှာစူးဝင်သွားပါတယ်။ဟာအထိတ်ကြလန့်ဖြစ်သောအာမေရိတန်နဲ့တူ သူ့မြင်လိုက်မိသည်ကဖျားကြီးလုံးဝထင်မှတ်မထားတဲ့မြင်ကွင်းတစ်ခုမင်းညနေကစိုက်ထားတဲ့ပန်းလေးတစ်ပင်မှာတိတ်ဆုံးယုံမကတိရွက်တွေပင်ခြောက်နေပြီ။အလင်းမြန်ပြေးသွားကထိကန်ကြည့်လိုက်တော့ဖြောက်မိမ၆တွေ့နေသည်မသိ တရက်တစ်ခုကပင်စီမှခက်ဆက်ဆက်ကျိုးကလက်တွင်ပါလာပါတယ်။လက်တွင်ရောက်လာမှထင်နာတာထက်ညာစွာ၆တွေ့နေကြောင်းသိရပါတယ်။အံဩပင်မြေခွင်းတစ်ခုကြောင့်လူကကြောင်တောင်တောင်တောင် ဖြစ်သွားသလို အချိန်ကတညထိုးချိန်တွင်းလေးမှာ အပင်ကတေယုံမဟုတ်၆ပင်၆နေပြီ။တခြားရွက်တွေကင်ကြီးပြန်တော့လဲအားလုံးတပုံစံတဲပါပဲ။တေကြပြီး ထင်ကျော်ပို့ပေးလိုက်တဲ့မြေကြီးမှာတခုခုထူးခြားနေတာသိကြပြီ။စီသူနောက်ကိုလှည့်ကာအိမ်တွင်ပြင်းဝင်လိုက်ပြီးမျက်နာကိုကြပြာကြရာတက်ကာအခန်းတွင်ရှိ လက်ကျန်တံဖြူပုံးလေးကိုယူပါရယ်။မယူစင်နောက်ထပ်သတိထားမိတာတခုကတံဖြူပုံးလေးရဲ့အောက်ခြေတံပြားမှာ ပူနေပါရယ်။အဖုံးဖွင်းပြီးလက်ထိုးဆိုင်ကြည့်တော့လက်ကျန်မြေသားတွေက နေလောင်ထားသလိုပူနွေ့နွေ့ ိတ်ပူကြီးတော့မဟုတ်ဘူးအခန်းကို စီသူ အပူမပေးထားပါဘူးအောက်ခြေတမန်တလင်းကလည်းမီးမဖိုးထားဘူးဒါကိုဘာကြောင့်ဒီတန်ဖြူပုံးလေးတစ်ခုတည်းကွက်ပြီး ပူနေရပါသလဲရှင်တွေခုံလာပါပြီဘလို့ကြောင့်လဲဘာကြောင့်ဒီတစ်ခုတည်းကွက်ပြီးပူနေရတာလဲစဉ်းစားမရတော့ပါဘူးတန်ဖြူပုံးလေးကိုလက်မှာပိုင်းပြီးစပိန်ဆွဲ ထွက်လာခဲ့ပါတော့တယ်သူ့ရဲ့ဥတီယာကမြို့လေးရဲ့ အခြေခံပညာအထက်တန်းကျောင်းစီပါစီသူ စပိန်ကိုခတ်တွတ်တွတ်နင်းလာခဲ့ပါတယ်သူတို့မျိုးလေးကမနက်ခင်းတစ်ခုနဲ့လွန်ညီစွာတက်ဝင်လှုပ်ရှားနေပါပြီကျောင်းကိုအမြန်ဆုံးရောက်နိုင်မဲ့လမ်းကို ရွေးချယ်ချင်းနှင်းလာသည်မို့15မိနစ်တတမှာကျောင်းကိုရောက်သွားပါတယ်ဒါပေမဲ့ကုကုကိုဒေါသထွက်မိတယ်အချိန်စောနေသေးတယ်ကျောင်းဝင်းတကားပဲမဖွင့်သေးပါဘူး ဇောနဲ့လောပြီးထွက်လာခဲ့တာအချိန်ကိုသတိမထားမိခဲ့ဘူးမတက်နိုင်တော့ဘူးစပိန်ရပ်ပြီးကျောင်းတကားအဖွင့်ကိုစောင်းရပေတော့မယ်တောင်ကျမ်းမှာကျောင်းသားတယောက်စားနှစ်ယောက်စားရောက်လာပါတယ်ခဏကြာတော့၁၄၅ယောက်ဖြစ်လာတယ်ဒီချိန်မှာကျောင်းဆောင်ကအိမ်မုံဆုံးမွားနဲ့တကားလာဖွင့်ပေးတယ်ကျောင်းသားများနေတူစီသူစပိန်ကိုတုံးကကျောင်းတွင်းဝင်လိုက်ပါတယ်တဲ့သည်ပင်အောက်မှာ စပိန်ကိုရက်ပြီးအဆောင်တစ်ခုစီတို့ဥတီသွားလိုက်ပါတယ်။သိပ်ပန်ဆောင်လွန်ခဲ့သောခုနှစ်ခုနှစ်လောက်ကအတိုင်းသိပ်ပန်ဆောင်လေးမှာပြောင်းလဲမှုမရှိတည်ငြိမ်အေးဆေးကနေပါတယ်။တကားပိတ်ထားသည်မို့အဆောင်ရှိမှာပဲငုတ်တုတ်ထိုင်ဆောင်ရပြန်ပါတယ်။ထို့တော့တွင်မှာပင် ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရပါတယ်။လက်တွင်ပိုက်ထားသောတံဖြူပုံးလေးကတစတစ ပူနွေးမှုကဲမဲ့လာခြင်းဖြစ်ပါတယ်။ဒီမြေကြီးတွေဟာဘာတွေထူးခြားနေတာလဲမကြခင်သိရပါတော့မယ်။ចောင်းသားចောင်းသူတွေတဖွဲဖွဲရောက်လာနေကြပြီ။သူကတော့တိတ်ပန်ဆောင်ရှိမှငုတ်တုတ်ထိုင်လို့ကောင်းနေတော့။အဆောင်လေးမှာចောင်းမကြီးနဲ့တွဲလျက်မဟုတ်ပဲတီးတန့်ရှိနေတာမို့တော်သေးတယ်။ចောင်းတဲ့ရန်15မိနစ်လို့မှာတော့သူအားကိုတကြီးစောင့်မျှော်နေတဲ့လူတယောက်က စပိန်လေးကိုတကြောင်ကြောင်နှင်းပြီးရောက်လာပါတော့တယ်။ဆောင်းလိုက်ရတာအောင်မိုးရာသူ့ကိုပြုံးစားကြည့်တွေ့တော့အောင်မိုးမျက်လုံးပြူသွားပြီးဟာဟဲ့ကောင်ဘာထိုင်လုပ်နေတာလဲ။မင်းကိုစောင့်နေတာငါ့ကိုအောင်မိုးကြောင်သွားတော့အေးမင်းရဲ့တိတ်ပံခန့်ကိုခဏသုံးကျင်လို့အောင်မိုးကမြို့နယ်အထက်တန်းကျောင်းလေးရဲ့တိတ်ပံလက်ထောက်တစ်ဖြစ်လဲတိတ်ပံခန်းမူဖြစ်ပါတယ်။ သူတို့ထင်ကြလို့ပင်တကြောင်နဲ့တက်ခဲကြတဲ့အခန်းပေါ်တငယ်ချင်းတယောက်လည်းဖြစ်ပြီးကြောင်းပြီးတော့သိပ်ပံလက်ထောက်လျှောက်ပြီးမြို့နယ်ထက်တန်းကျောင်းမှာပင် အလုပ်ဝင်နေခြင်းဖြစ်ပါတယ်။အောင်မိုးမှာ သူ့စကားကိုလည်းနားလည်ပုံမပေါ်ပါဘူး။ဒါပေမဲ့အဆောင်တကားဖွင့်ပြီးအတွင်းကိုဝင်ခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်။အတွင်းရောက်တော့အောင်မိုးနားလည်အောင်အချင်းချင်းကိုရှင်းပြလိုက်တယ်။အဲ့ဒီခါမှာဒါဆိုမင်းလက်ထဲကပုံက ထင်ကျော်ထက်ပေးလိုက်တဲ့ပုံပေါ့ဟုတ်တယ်မင်းပြောမှငါတော့စိတ်ဝင်စားသွားပြီပြစမ်းပါအောင်ဘာတွေထူးခြားနေလို့လဲကြည့်ရအောင်အောင်မိုးကတဲဖြူပုံလေးကို ယူကာအဖုံးဖွင့်ကြည့်တယ်အတွင်းကိုလက်နာ၍လဲလေးလာကြည့်ပါတယ်အပြင်ကိုလဲထုတ်ကြည့်တယ်ဘာမှလဲမထူးခြားပါဘူးဒါနဲ့မင်းငါအခန်းကိုတုံးကျင်နေဆိုတာကဒီမြေကြီးတွေကို တက်ခွဲကျင်လို့လေအောင်မိုးကမျက်မှောင်ကြုတ်ကား ငါစီမှာပျက်စီးသိမ့်မစုံဘူးနော် ရှိသလောက်ပေါ့ကွာထို့နောက်အောင်မိုးကပိတ်ထားသောဘီရိုတော့များကိုလိုက်ဖွင့်ပေးပါတယ်မင်းတို့ပြက်တနာကြီးကြီးမမမရှိတော့ဘူးမလားရတယ်ဘာမှမဖြစ်ဘူးကြောက်ဦးကြီးကတလှနေလို့တခါတော့သိပ်ပံခံကို လာကြည့်တာမဟုတ်ဘူးမင်းစိတ်ကြိုက်တာတော့သူလဲခက်သက်သက်ပင်ဖွင့်ပေးတော့ဘီရိုများအတွင်းမှလိုအပ်သောပစ္စည်းကရိယာများကိုထုတ်ယူလိုက်ပါတယ်ပြီးတော့ တန်ဖြူပုံးလေးနဲ့တူစမ်းသက်ခန်းဒရင်းကိုဝင်ခဲ့လိုက်တယ်။စမ်းသက်ခန်းဆိုတာကအဆောင်တွင်းမှာပင်တီးတန့်အခန်းလေးကမ်းပြီးတက်ခွဲကန်းငယ်သဘောမျိုးလှုပ်ထားခြင်းဖြစ်ပါတယ်။ကျောင်းတက်တုန်းကတော့ဒီခန်းလေးတွင်းမှာပဲဓာတုဗေဒစမ်းသက်မှုတွေလက်တွေ့လုပ်ဖူးပါတယ်။မကြခင်ချိန်တွင်းမှာပဲသူ့ရဲ့ကိုယ်စိတ်နှစ်ပါးကို အလုတ်တွင်းသို့ဆုံးဆုံးမြုပ်လိုက်လေတော့တယ်။သူ့စိတ်ထင်းနှစ်နာရီတသာလောက်ကြာသွားမယ်လို့ထင်ပါတယ်။ အခန်းတွင်းမှထွက်လာသောသူကိုအောင်မိုးကအလင်းစလိုစီးမိလိုက်ပါတယ်။စီသူဘလို့လဲ။နဖူးမှချွေးကိုတုတ်ကခေါင်းကိုရမ်းရင်းမထူးကြဘူး။ဘာလဲ။တာမန်မြေသားတွေမှာရှိတဲ့နဲ့ဓာတ်ပေါင်းဆက်မှုတွေထက်ဒီမြေကြီးမှာဘာမှမပူဘူး။ဒါတော့ဘာလို့အောင်မိုး၏အမေစကားမှာ အဆုံးထိရောက်မလာခဲ့ပါ။ဒါပေမဲ့အောင်မိုးဘာကိုဆိုလိုကြောင်းသဘောပေါက်လိုက်သည်မို့ ငါအံ့ဩနေတာလဲအဲ့ဟာပဲတာမန်ထက်မပိုတဲ့မြေသားကတပင်တွေကိုဘာကြောင့်ခြောက်သွေ့သွားစေတာလဲပေါ့ငြိမ်သွားတော့အောင်မိုးကတခွန်ထောက်တယ်မင်းဘာလုပ်မယ်စိတ်ကူးလဲအရင်ဆုံးတပင်းကိုချပါတယ်ဒုတိယအနေနဲ့ခေါင်းကိုရမ်းတယ်အိမ်နောက်မှာတော့စပိန်ကိုဆွဲပြီးအိမ်တို့သာပြန်လာခဲ့ပါတော့တယ်တလန်းလုံးစဉ်းစားလာတာကတော့ထင်ကြော်ပေးလိုက်တဲ့စာလေးတစ်စောင်အကြောင်းပါ ဒီထဲမှာပါတဲ့ထူးဆန်းသောတောင်ကုန်းလေးကြောင်းအဲ့ဒီတောင်ကုန်းလေးစီမှာအကြောင်းမဲ့တိတ်ဆုံးကုန်သောတစ်ပင်ကြီးငယ်တွေရဲ့အကြောင်းလက်တွင်းမှာတန်ဖြူပုံလေးပါလာတယ်။အထဲမှာထူးဆန်းတဲ့မြေသားအနေငယ်ရှိနေပါတယ်။လှုပ်ရှားတစ်ခုပဲရှိတော့တယ်။အိမ်ရောက်တော့ခြံကိုပတ်ပြီးနောက်ဖေးထွက်လိုက်တယ်။အိမ်နောက်ဖက်မှာပင်စင်စားကျွန်တော်ဖေဖေစိုက်ပျိုးထားတဲ့တီးပင်စားပင်တွေနဲ့အရေးရပင်ချိုးရှိတယ် ဒီထဲမှာတပင်ကိုရွေးပြီးတန်ဖြူပုံးလေးအားပင်စီခြေတို့တုံချလိုက်ပါတယ်။မြေသားတွေအပင်ခြေရင်းမှာစုပုံကြသွားတယ်။ရှင်တထိတ်ထိတ်ဖြင့်သာစောင့်ကြည့်ရပေတော့မယ်။သူနောက်ဆုံးစမ်းတက်လိုက်တဲ့အပင်ကတော့